မင်္ဂလာပါအာစီနန်းတော် YouTube channel ရနေကျူးစွာပါတယ်ဗျကျွန်တော်တို့ celebrity ပေါ့ celebrity တယောက်ရဲ့အတန်ဖိုင်လေးကိုတစ်ချက်နားထောင်ကြည့်ပါကျွန်တော်တို့လေးစားအကြတဲ့ celebrity ရဲ့အတန်လေးဒီလူတွေကကြည့်နေကြပါတယ်ဒီလူတွေကနားထောင်နေကြပါတယ်ဒီလူတွေကနေပြီးတော့ညှော်နေနေကြပါတယ်ဒီလူတွေကသုံးတန်ကြတယ်။ဘယ်သူတွေဟာဘယ်လိုစိတ်ထားရှိလဲ။ဘယ်လို ္နာတွေကိုဒီမတို့ရဲ့အားလုံးကြံစွာရအောင်ဒေသူတွေဟာဒီမတို့ရဲ့နိုင်ငံအတွက်အဓိကစိတ်နာထားပြီးတော့စိုးစားမယ်ဆိုတာကိုဒီသူတွေကဆုံးဖြတ်မှာပါဒီလိုရောဆုံးဖြတ်လို့ရတာဟုတ်ပါဘူး။ဒီလိုလူတို့ရဲ့ယုံကြည်မှု၆ခါမှမရှိရင်တော့ဘယ်ကိစ္စကမှမအောင်မြင်လို့မှာမဟုတ်ပါဘူး။ဤသူမြိုက်တင်ပါတယ်အမေပြည်သူလူထုရဲ့ထောက်ခံမှုကိုမရရှိဘဲနဲ့ဘယ်ကိစ္စမျိုးကိုမှ နိုင်ငံတိုင်းငံတွင်းမှာပေါ်ဆောင်လို့ရမှာမဟုတ်ပါဘူးဒီပုံက NUG ပြန်လဲဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးတဲ့ဝေဖန်ခံနေရတယ်တဲ့ဒီလိုဝေဖန်ခံနေရတဲ့အကြောင်းကဘာအကြောင်းလဲကျွန်တော်တို့အဖွဲ့စည်းတရက်ကိုတိုက်ခိုက်မယ်လို့ပြောဆိုမယ်ဆိုတဲ့အရာတွေကကျွန်တော်စပီကာသမားတွေအနေနဲ့ကျွန်တော်တို့ဒီအများနဲ့တက်ဆိုင်သောအရာတွေအတွက်လုံထုံးတုံလီတွေမှာမှန်ကန်မှုရှိတာမရှိတာဆိုတော့ကျွန်တော်ကလိုက်ပြီးတော့အဖြေပေးနေတဲ့လူတွေမဟုတ်ဘူးစပီကာသမားဆိုတော့ကောင်းတာရှိမယ်ဆိုးတာရှိမယ်အဓိက မိမိကိုချိုးတက်မိုးမနဲ့အများနဲ့သက်ဆိုင်သောအရာကိုပြောတဲ့အခါမှာတော့ကျွန်တော်တို့ထိခိုက်ရှက်လွယ်နဲ့ခံရတာရှိပါတယ်။ဒီဇင်ဘာ၈ရက်2025ခုနှစ်အမျိုးသားညီညွတ်ရေးအစိုးရ UNG ကိုဒီနေ့ဒီဇင်ဘာ၈ရက်နေ့မှာပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။အဲ့ဒါလို့ပြန်လည်ပြင်ဆင်ဖွဲ့စည်းရမှာအပြည်သူလူထုနဲ့တော်လိုင်းအင်အားစုတွေကမူဝါဒအပြောင်းအလဲလူပုဂ္ဂိုလ်အပြောင်းအလဲတွေကိုမျှော်မှန်းထားကြပေမဲ့ဖြစ်မလာတဲ့အတွက်ဝေဖန်မှုတွေရှိနေပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့လည်းမူကမူလူကလူလူ မူကတော့သူ့အတူရှိနေသားပဲလူတွေမကောင်းရင်တော့ပြောင်းလဲပြေးရမယ်အနေထားကိုတော့ဘယ်အဖွဲ့အစည်းပဲဘယ်ကုမ္ပဏီမှာပဲဖြစ်ဖြစ်နိုင်ငံနဲ့သက်ဆိုင်သောအဖွဲ့အစည်းဆိုရင်တော့ပို့ပြီးတော့လုတ်တင်တယ်လို့ကျွန်တော်တို့ကတော့မြင်ပါတယ်ဒီတစ်ခေါက်၅နှစ်အကြာမှာ UNG ကပြန်လဲပြင်ဆင်ဖွဲ့စည်းမယ်လို့ဘာလို့ပြောတဲ့အခါ ERO တွေက ကုသလေတွေများပါလာမလားလို့မျှော်လင့်မိတာပေါ့လေတဲ့နောက်တစ်ခါအစိုးရအဖွဲ့ကလည်းပို့ပြီးတော့ကြစ်ကြစ်လစ်လစ်နဲ့နိုင်ငံအတွက် advocacy လုပ်ငန်းတွေရောတော်လိုင်းရေးတာဝန်တွေရောထမ်းဆောင်နိုင်မဲ့အနေအထားမျိုးတကယ်ထိရောက်တဲ့ဝင်ကြီးဌာနတွေနဲ့ထိထိရောက်ရောက်ဖြစ်မယ်လို့မျှော်လင့်တာပေါ့လေကျွန်တော်အယူအဆအရဆိုရင်တော့ဘာမှမပြောင်းလဲဘူးပေါ့ဗျာဝင်ကြီး၄၅ရောက်မပါတော့ဘူးပေါ့ဗျာတခြားဝင်ကြီးဌာနတွေပေါင်းပစ်လိုက်တယ်ပေါ့ဘာမှမထူးပါဘူးစိတ်မကောင်းစရာကောင်းတာက၅နှစ်တာခီးဖြတ်တန်းခဲ့ပြီးတဲ့အချိန်အထိကို ဗမာတော်လှန်ရေးအင်အားစုတွေအထူးသဖြင့်တော့ NLD ခေါင်းဆောင်တဲ့ဗမာတော်လှန်ရေးအင်အားစုတွေနဲ့ EAO တွေကြားထဲမှာရင်ပတ်ချင်းချက်ပင်မထိုးမိသေးဘူးလို့ပဲကျွန်တော်ကယူဆပါတယ်စီရီးယားပူပေါင်းတာတို့ဘာလို့တော့ရှိမှာပေါ့လေနိုင်ငံရေးအစိုးရတည်းရဲ့တိဆောက်ရေးတိုက်သည့်ပြည်သည့်တိဆောက်ရေးမှာတော့ထင်သလောက်ခီးမပေါက်သေးဘူးလို့လည်းယူဆပါတယ်တို့ NUCC အဖွဲ့ဝင်တဦးဖြစ်တဲ့ကိုမိုးထက်ကကိုမိုးထက်ကိုမိုးထက်နေက TM Media ကိုပြောပါတယ်ဒါ TM Media က ထုတ်ပြန်ထားတဲ့အရာပါ NUG မှာအရင်ရှိခဲ့တဲ့ဝန်ကြီးဌာနတွေက16ခုကနေဝန်ကြီးဌာန15 5ခုကိုဖျက်သိမ်းခဲ့ပါတယ်တဲ့ဖျက်သိမ်းခဲ့တဲ့ဝန်ကြီးဌာနတွေကတော့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနအလုတ္တမအလုတ္တမဝန်ကြီးဌာနစီးပွားကုသန်းနဲ့စီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဆက်သွယ်ရေးတရင်အချက်လက်နဲ့ဤပညာဝန်ကြီးဌာနတို့ဖြစ်ပါတယ်ပြင်းစင်ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအဖွဲ့မှဒေါက်တာဆာဆာဦးထင်လင်းအောင်ဒေါခင်မမမျိုး နိုင်ထုံးဖေနော်ဆူဇန်နာလလဆိုးဦးမိုးစောဦးမက်ဤတင်စာမောင်ဦးချစ်ထွန်းအပါဝင်ဝင်ကြီးနဲ့ဒိုးဝင်ကြီးရှူဦးကတော့ပြန်ပြန်လဲပါဝင်လာခြင်းမရှိတော့ပါဘူးတဲ့လက်ရှိဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအနေနဲ့ဝင်ကြီးဌာနတချို့ကိုဖျက်သိမ်းတာဝင်ကြီးနေရာတချို့ကိုအစားထိုးတာဝန်ပေးတာကလွဲပြီးတခြားတိတာထင်ရှားတဲ့အပြောင်းအလဲတွေမရှိခဲ့ပါဘူးတဲ့လူအီအတွက်အချို့ short ချတချို့လူတွေထွက်သွားပြီးတော့လူကောင်းတွေကြံရစ်ခဲ့တယ် ဒုဝင်ကြီးကနေဝင်ကြီးဖြစ်လာတာတွေရှိတယ်။ဌာနတွေပြောင်းတယ်အချိန်အပြောင်းလဲတယ်ဒီလောက်ပဲပေါ့။ဒါကပြောမယ်ဆိုရင်အသွင်တန်းပြောင်းလဲရေးလားအနှစ်သာရပြောင်းလဲရေးလားဆိုတဲ့ကျွန်တော်တို့ထုတ်ထားတဲ့မေးခွန်းနဲ့တိတ်မကိုက်ညီတဲ့ကိစ္စလိုမြင်မိပါလေ။ကျွန်တော်တို့ကအသွင်တရံကိစ္စရောအနှစ်သာရကိစ္စရောနှစ်ခုသလုံးကိုစိတ်ဝင်စားတယ်အခုအချိန်မှာတော့မြင်တွေ့ရတာတော့တိတ်ထူးခြားတဲ့ပြောင်းလဲမှုမဟုတ်ဘူးလို့မှတ်ချက်ချခြင်းပါလေ Social Democratic Party SDP ရဲ့အထွေထွေအတူရင်မှုဦးကျော်ကိုကဝေဖန်လိုက်ပါတယ်။ပြည်ထောင်စုလွှတ်တော်ကိုစားပြု Committee CRPH က2020ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာပြည်သူလူထုကဒီမိုကရေစီနီးကျအနှင်းလိုက်တဲ့အာဏာကိုကျင့်သုံးပြီး Federal Democracy ပြည်ညင်အရအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်တဲ့အဲ့ဒီထုတ်ပြန်ကြေညာချက်အောက်မှာလဲ NUG အစိုးရရဲ့မူဝါဒမပြောင်းလဲတာအရေးမကြီးတဲ့ဝင်ကြီးဌာနတွေပါဝင်နေသေးတာစရင်စစ်မရှိတာတွေအပြင်ဟန်ပြပြန်လဲဖွဲ့စည်းကြတာလို့ဝေဖန်နေကြပါတယ်အမျိုးသားညီညွတ်ရေးအစိုးရမှနိုင်ငံတော်တမနာအဖြစ်ဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ဒေါ်အောင်ဆန်းစုကြည်တို့ကဆက်လက်ပါဝင်နေပြီးယာယီတမနာအဖြစ်ဒူဝါလက်ရှိလာကတာဝန်ယူထားပါတယ်။ပြည်ထောင်စုအစိုးရအဖွဲ့မှတော့ဝင်ကြီးချုပ်အဖြစ်မန် မန်ဝင်းခိုင်တန်းကတာဝန်ယူကြပြီးဒေါက်တာဇော်ဝေစိုးကိုတော့ပြည်တော်စုဝင်ကြီးချုပ်ရုံးဝင်ကြီးအဖြစ်ခန့်အပ်ထားပါတယ်။ဒါက NUG ရဲ့ပြုပြင်ပြောင်းလဲရေးဆိုတဲ့အရာမှာဝင်ကြီးဌာန18ဘွဲ့ရှိတာကနေ9ဘွဲ့ကိုရှော့ချပြီးတော့18ဌာနပဲရှိတော့တဲ့အနေဒါသို့ပေမဲ့တော့ညတဲ့ပြည်သူတွေလိုလားတောင်းတတဲ့မူဝါဒကတော့ဒီတိုင်းပဲရှိနေတယ်လူကတော့မပြောင်းမဲနဲ့ဘယ်လိုပုံစံနဲ့ဆက်သွားမလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကဆက်လက်ပြီးတော့စောင့်ညော်နေပါတယ် ရှေ့မှာအမေစုပြောခဲ့တဲ့ဗီဒီယိုဖိုင်တွေပဲပြည်သူတွေလိုလားအပ်တဲ့အရာတခုကိုပေါ်ဆောင်ပေးနိုင်မယ်ထိရောက်တဲ့အရာတွေလုပ်နိုင်မယ်အာနာရှင်စနစ်အမြန်ဆုံးနှစ်အတွင်းထဲမှာကြာရှုံးမယ်ဆိုရင်တော့ကျွန်တော်ပြည်သူတွေရဲ့လိုလားသောအရာတစ်ချက်ပါပဲပြီးခဲ့တဲ့ရက်ကမန္တလေးမြို့မှာဒေါက်တာတေဇာဆန်းဆန္ဒပြရတဲ့ပတ်သက်ပြီးတော့ဒီမှာတယောက်ပြောထားတာရှိတယ်ကျွန်တော်နည်းနည်းတော့ဖွင့်ပြမှာဗျပါတယ် ဒီဇင်ဘာလ10ရက်နေ့ကြာလို့ရှိရင်အကြမ်းတ်သမားတွေလှုံ့ဆော်ထားတဲ့တပိတ်တစ်ခုရှိရနော်အတန်တိတ်တပိတ်တဲ့တနိုင်ငံလုံးအဲ့ဒီနေ့မှာအပြင်မထွက်ရဘူးဆိုတဲ့တပိတ်လောက်ကြမယ်တဲ့ဆိုတဲ့အခါကျတော့ကျမဒီတပိတ်တပိတ်တွေနဲ့ပတ်သက်ပြီးတော့မြတ်ပြည်မှာနည်းနည်းပြောပြပါမယ်တချို့တွေဒုက္ခရောက်တော့မှကျမတို့ကြုံမြင်လို့ပြောပြတာပါနော်ကျမတို့တရင်ကိုကြုံနားထောင်လိုက်ရပြီးတော့စင်ကျင်လိုက်တဲ့သူကတော့ကံကောင်းလိမ့်မယ်ရှင်အဲ့လိုမှမဟုတ်ရင်တော့ကံဆိုးပါလိမ့်မယ်ဒီလိုပြောတာကကျမတို့နမိတ်ဖတ်တာလည်းမဟုတ်ဘူး ဒုက္ခရောက်စေခြင်းလို့ပြောရတာမဟုတ်ဘူးဒုက္ခမရောက်စေခြင်းလို့တော့မှကျမတို့တားတာလေဟုတ်တယ်မလားကျမတားတာနော်ကျမတားတာဒီတပိတ်ကိုပူအောင်ပေါအောင်မလုပ်ပါနဲ့ဒီတပိတ်ဖြစ်ရတဲ့အကြောင်းရင်းကတော့အခုဆိုရင်မန္တလေးကိုတေစာဆန်းဆိုတဲ့သူကရောက်သွားတာပေါ့နော်မန္တလေးမြို့ကိုရောက်သွားတယ်ပြီးတော့ဈေးမှာဒီပြန်ကြဈေးတဲ့ရောင်းနေဈေးဆိုင်ကန်းရှိမှာလက်တပြက်ပေါ့နော်သူကခါလေသုံးယောက်ထောင်းနေစားရတဲ့ဖြန့်ကျဲတယ်ဆိုလုတ်ပြသွားတဲ့အခါကျတော့အဲ့အုံနောက်အသိဉာဏ်မဲ့စွာနဲ့လုတ်သွားတဲ့လုံရက်ကြောင့်အဲ့ဒီသူလုတ်သွားခဲ့တဲ့ပြန်ကြ ဈေးတဲ့တွေပေါ့နော်အဲ့ဒီမှာလည်းသုံးချောင်းလိုက်ထောင်နေပြန်သားဈေးတဲ့တွေရာဆိုရင်အခုရှင်းလင်းချင်းခံလိုက်ရတယ်အချို့ဆိုရင်အကြမ်းဖက်အားပေးမှုနဲ့ဖမ်းဆီးခံလိုက်ရတယ်အဲ့နာတစ်ခွက်ကဈေးရောက်တဲ့သူတွေအကုန်လုံးကိုစီပင်းရလာရှင်းသွားပြီအချင်းကြတော့ဗာပြောလဲဆိုတော့စစ်တပ်ကရုံမာတာတဲ့တေစာဆန်းရောက်တဲ့နေရာတိုင်းပြည်သူတွေဒုက္ခရောက်နေအောင်စစ်တပ်ကဖမ်းတီးရဒါကြောင့်စစ်တပ်ရုံမာတာဆိုတော့ဟုတ်ပါပြီဒါဆိုတေစာဆန်းကြောင့်ဖြစ်တယ်ဆိုတော့သိနေရတာ ਨੇ တေစာဆန်းအပြစ်မဖြစ်တာဟာ အဲ့ဒါပုတ်ကိုယ်ဆွဲကြီးနေလို့ရှင်စစ်တပ်ကရုတ်မာတယ်ဆိုပြီး तू ကထွက်သွားတယ်တကယ်လဲစစ်တပ်ကရုတ်မာတာပါတီဇာဆန်းတို့မန္တလေးမြို့မှာဘာကြောင့်ဆန္ဒပြရလဲမြန်မာနိုင်ငံသားတွေပဲချင်းချင်းပဲနော်ဘာကြောင့်ဆန္ဒပြရလဲလက်နက်ကင်ပြီးတော့ဘာကြောင့်တိုက်ပွဲဝင်ရတယ်လဲဆိုတော့ကိုအတိခောက်ခတ်နဲ့အဝင်နဲ့ပြီးတော့ပြည်သူကိုစနစ်တကျလိုက်ပြီးတော့ဂျင်းထဲနေတဲ့မီဒီယာတို့ပဲကျွန်တော်ကမြင်တယ် အမားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိဘဲနဲ့အမားကြီးတစ်ခုကိုလက်ဆွဲကင်ပြီးတော့တစ်ဖက်ပိတ်ပြီးတော့အမှန်တရားပပြောက်အောင်လုပ်နေတဲ့လူကျန်းစားတွေထဲမှာပါနေတယ်လို့ကျွန်တော်ကတော့မြင်လေတေဇာဆန်တို့တော့တိုးထဲမှာနေလို့ချင်းအဲ့မန္တလေးမှာရှိရပြန်ကြစေတဲ့အဘွားအေးစစ်စစ်ပဲမဟုတ်ဘူးလားပထမဆုံးဖြစ်စဉ်ကသူရောက်လာတာလေမြန်မာနိုင်ငံမှာ PDS ဆိုတာအကြမ်းဖက်သမားဖြစ်ကျင်ညာထားပြီးသားဒါကိုသိရတဲ့အတိုင်းပြည်သူတွေကိုအကြမ်းဖက်အားပေးဖြစ်အောင်လာလောက်တာတေဇာဆန်လေ ပြီးတော့စစ်တပ်မှလည်းပြစ်ရှိရဆိုတေစာစမ်းမှလည်းပြစ်ရှိရပဲဒီလိုမျိုးပုတ်တိုက်မှုတွေကြောင့်ပြည်သူတွေကြားထဲကဒုက္ခရောက်တာလေပြောရမစို့တက်မတော်နေနေရလဲဒီလိုတေစာစမ်းလို့တရဝါလေးတော့မဖမ်းနိုင်တာတော့ကျမတော်တော်အံ့ဩဖို့ကောင်းနေရှင်အံ့ဩနေရရှင်ဒီပုံကမှဘာစိတ်ရမှာစွမ်းနေလို့တော့ကျမတို့ပြောတော့ဘောနော်နံပါတ်တစ်ခုရှိတာသူ့ရဲ့ရုပ်ရည်ကတော်တော်ကိုတာမန်ညောင်ညဖြစ်တဲ့အတွက်တာမန်ညောင်ညလေကဲတေစာစမ်း အာနာရှင်စနစ်တော်လန်ရေးမှာဒေါက်တာတေဆာဆန်းကအာနာရှင်စနစ်တော်လန်ရေးမှာထိရောက်တဲ့အရာတွေကွက်ပြောက်နဲ့လိုက်ပြီးတော့ဇာနာပြလို့ဆိုပြီးတော့သူကပြောတာဒီအရာပေါ်မှာနိုင်ငံရေးအကြောင်းအရာနဲ့ပြောမှထင်တာအခုပုပ်ကူရေးတွေပါပါလာပြီရုပ်ဖြတ်တယ်ဆိုတော်တော်လွယ်တယ်သူရုပ်ကလေအဲ့ဒီရုပ်ရည်ကလည်းသူကအားသာချက်တစ်ခုပါပဲလူတွေမှာရုပ်ရည်တွေမှာဆိုရင်ဒါကျွန်မပြောပြတာပေါ့ထူးခြားရဲ့ရုပ်ရည်ဆိုတာရှိတယ်။ရန်ချောနေတာတို့ကြည့်လိုက်ရင်လူတွေကြားထင်းနေတာတို့ဆိုရင်ရုပ်ဖြတ်တာခက်တယ်ရှင်ဖမ်းရတာလွယ်တယ်ပေါ့နော် ဒီလိုမျိုးတာမန်ညောင်ရရုပ်တွေကြတော့ရုပ်ဖြတ်လွယ်တယ်ရှင်။ကဲကျွန်တော်ပါပဲ။ဒါကတော့ဒေါက်တာဒေဇာဆန်းမန္တလေးမြို့မှာစာနာပြတာနဲ့ပတ်သက်ပြီးတော့ပြည်သူတွေထိခိုက်သွားတယ်ဆိုတဲ့အရာမှန်ပါတယ်။ဘာကြောင့်လဲဆိုတော့မိမိတဦးတယောက်အတွက်လားအဖွဲ့အစည်းတစ်ခုအတွက်ထွက်ပြီးတော့လုပ်တာလား။ဗဒီဒီယာမှာအကန့်ပြောမယ်ဆိုရင်တော့ငါးနှစ်ဆိုတဲ့အချိန်ကာလအပိုင်းခြားမှာလုတ်တဲ့အရာလားမလုတ်တဲ့အရာလားဆိုတာတို့တို့ဥဆောင်ပြီးတော့လုတ်တဲ့လူတွေပဲတည်နေမယ်ကျွန်တော်တို့ဒီ ထိခိုက်ရှလွယ်ဖြစ်နေတဲ့အချိန်ခါမျိုးမှာလူတွေမှာအမြင်အမျိုးမျိုးရှိတယ်နိုင်ငံကြီးအပေါ်မှာအမြင်မျိုးမျိုးရှိတယ်အားမပေးဘူးလားဆိုတော့ကျွန်တော်တို့ကအားပေးပါတယ်ချစ်စေခြင်းပါတယ်လှုပ်စေခြင်းပါတယ်ဒါပေမဲ့တကယ်ထိရောက်တဲ့အရာမျိုးတွေကိုထိထိရောက်ရောက်ပို့ပြီးတော့လှုပ်စေခြင်းတဲ့သဘောပါဒီအရာကိုဒီကညီမကတော့ဘယ်သတင်းထံလာတော့မသိဘူးသူပြောသွားတဲ့အရာတွေနဲ့ကျွန်တော်တို့သဘောမကျတဲ့အတွက်ရက်လိုက်ချင်းဖြစ်တယ်အဲ့ဒါကိုတော့တောင်းပါပါတယ်အခု အကျင့်ပြက်ခြားစားတဲ့လူဒန်းစားတွေများလို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့မြေတွေနဲ့ပတ်သက်ပြီးကြော်မျိုးမင်းပြောထားတယ်နားထောင်ကြည့်အဲ့ဒါတကယ်အမှန်တရားကြီးပါတယ်ခင်ဗျာစဉ်းစားကြည့်နော်ရှော့မတွက်နဲ့မြေအားသိကြောက်မကုန်နဲ့တချို့တွေမြေမျိုးခံရတယ်ဆိုအလကားမဟုတ်ဘူးကြာရန်ကုန်မြို့မှာအေကယာချီပြီးတော့လူကြီးတွေနဲ့ပတ်သက်တဲ့ပတ်သက်ရပတ်သက်ကြောင်းနေအိုက်ကယာချီပြီးပိုင်သိမ့်ထားတဲ့မြေပေါင်းများပါရှိတယ်ကျွန်တော်ပြောရင်အခုမြေလံပြတာဖြစ်မှာဆိုလို့မပြောတာအဲ့တော့ ကျွန်တော်တခုပဲကျွန်တော်မေတ္တာရခံနေတာရှိတယ်သက်ဆိုင်ရာတာဝန်ရှိသူကိုလို့ခင်ဗျားတို့ကနိုင်ငံချစ်စိတ်လေးရှိကြလားသက်ဆိုင်ရာတာဝန်ရှိသူတွေခင်ဗျားတို့နိုင်ငံချစ်စိတ်ရှိကြရဲ့လားလက်သုံးချောင်းထောင်ပြီးသူပြောနေရတော့နိုင်ငံချစ်စိတ်လေးရှိကြလားနိုင်ငံနည်းနည်းတော့ချစ်ကြည်ပါလားအကျိုးစီးပွားလဲအကျိုးစီးပွားပေါ့နိုင်ငံလေးတွေချစ်ကြည်ပါလားခိုးလဲခိုးပေါ့ကွာဒါပေမဲ့နိုင်ငံကိုချစ်ပါလားလို့သူပါဇက်ကထုတ်ပြောပြီးဆိုတဲ့က သူတို့ဘက်မှာရှိတဲ့လူတန်းစားတွေဟာအခွင့်အာဏာကိုအသုံးချပြီးတော့သူတို့လူနေတစုကောင်းစားဖို့အတွက်ကိုပဲရှေးရှုနေရဆိုတော့ကျွန်တော်တို့ပြည်သူတွေမြင်မှုလို့ပဲဗျဒီကောင်ဒီနေရာပြောတာတွေအမှန်တွေအဲ့ဒီရန်ကုန်မြို့မှာရှိတဲ့ပါလက်လူမျိုးလစ်လက်လူမျိုးဘာဖြစ်နေမှမသိရမြေပေါင်းများစွာမြေပေါ်မြေရာဆိုပြတ်စစ်လိုက်တာနဲ့နိုင်ငံဟာပုံပုံလင်းပြောမယ်ဘီလီယံ9000 6000 1000တောင်းလောက်ဝင်ဝင်ရလာနေမယ်အဲ့ဒါမှန်တယ်ကျွန်တော်ရန်ကုန်မြို့မှာနေခဲ့တဲ့အချိန်တုန်းကမှတ်တမ်းရုံးလို့နော် မှတ်တမ်းရုံးကိုဘသူကတင်းသွားတာလဲပြီးရင်ဘယ်လိုဟိုတယ်တွေဘယ်လိုကုမ္ပဏီတွေစောက်ပြီးတော့ဘသူတွေပိုင်နေတာလဲအဲ့ဒါအစိုးရပိုင်တွေကိုဘသူတွေကငွေဈေးပေါပေါနဲ့ရောင်းချပါတယ်လုပ်ပြီးတော့ကလင်ကြီးလုတ်သွားတာလဲဒီမြေတွေနဲ့ပတ်သက်ပြီးတော့ဒီကောင်ပြောတာအဲ့ဒါအမှန်ပြီးရင်ငါတော့အထက်မှာပဲရမယ်နိုင်ငံအဲ့ဒီရန်ကုန်မှာရှိတဲ့မြေတွေကိုမြန်စစ်ကြည့်လိုက်ပြက်စစ်လိုက်ပိုင်ဆိုင်ဝင်ကိုမြန်စစ်စစ်ပြီးရင်အမီနာမိုင်းနဲ့ပေါက်ပြီးတိုက်စစ်စစ်ပြီးတော့အဲ့ဒီမြေတွေနဲ့တက်ဆိုင်တဲ့လူရှင်စီးရင်ပို့စာပို့ပို့ပြီးတော့မင်းမြေဒီမြေနဲ့ပတ်သက်ရင်ခုဘလောက်ဆောင်ထားသေးဘလောက်လဲ ပြန်အဲ့လိုကောက်ကြည့်လိုက်ကြည့်လိုက်ခမရဗျာနိုင်ငံတော်ကလေအဲ့ဒီမြေလေးတစ်ခုရန်ကုန်မြို့မြေလေးစင်းလေးကိုပြန်ဆစ်လိုက်ပြီးတော့အဲ့မြေပိုင်ရှင်တွေနောက်ကိုအခွန်လိုက်လိုက်တာနဲ့ပဲအဲ့တစ်ချက်ကလေးနဲ့တင်ဘီလီယံ9000မကတစ်ချက်ကလေးနဲ့ဝင်သွားလိမ့်မယ်ကျွန်တော်ပြောရတယ်ဟုတ်တယ်အဲ့ဒီအမေစုပြည်သူအစိုးရတက်တဲ့အချိန်ခါတုန်းကဒီကောင်းနေမှာဘာတော့နောက်ကျောင်းပြန်မလန်ရလို့ပိုင်ဆိုင်မှုတွေတိမ်းမှဆိုးလို့အဲ့ပြဿနာတွေအများကြီးရှိတယ်အဲ့ဒီအရာကိုအမေစုလက်ထက်မှာထိထိရောက်ရောက်လုပ်တဲ့အပြင်ကိုအာနာရှင် လူတစုနဲ့ခရိုနီပိုင်ထားတဲ့အရာတွေကိုထိထိရောက်ရောက်လုတ်ပြတဲ့အပြင်တနင်္လာနေ့တိုင်းဝင်ကြီးကိုတောင်မှ NLD ဘက်ကနော်ပြည်သူ့အစိုးရဘက်ကဒိန်းနိုင်တဲ့ဝင်ကြီးအကြည့်ပြတ်ချဆားတယ်ဆိုတော့ရတော့လက်တွေ့ကြကြထောင်ချပြတယ်ဘူးလက်လိုလူမျိုးကိုဥပဒေတက်ပြီးတော့ထောင်ချပြတယ်အဲ့ဒီအရာတွေကိုဒီကောင်တွေကကြောက်လို့မတရားအာဏာသိမ်းတာမတရားအာဏာသိမ်းတာကိုမဲခိုးပါတယ်ဆိုပြီးကြိမ်ကြတာဒါသူတို့ဘက်ကလူသူတို့ဘက်ကလူရဲ့ တို့ထွက်ပြောင်းနေတဲ့ဇကားတွေကတို့အာနာရှင်လူစုဘက်မှာလည်းဒီလိုမကောင်းတဲ့စောက်ကျက်မကောင်းတဲ့လူဒန်းစားတွေရှိနေရဲ့ဆိုတာကိုပေါ်တီထုတ်ပြောတာခဏလို့ခိုးလဲခိုးဗျာပြည်သူကိုလည်းကြည်ဖို့ဆိုတဲ့သဘောတရားကိုတော့ထုတ်ပြောပါတာအဲ့ဒါအမှန်လေဒါပေမဲ့အဲ့ဒါအဲ့ပစံ9000ဘယ်နေလဲလက်စင်မီလေးတွေလုံးတော့ကျန်စမ်းအေးဟုတ်တယ်ကြောင်းနေဖွင့်ဖွင့်ရေးမှာစာတရားဖွင့်ဖွင့်ရေးပညာရေးဖွင့်ဖွင့်မှုဂျမ်းမာရေးကောင်တော့ပလိုက်အဲ့ပစံလေးငလေးပြတ်တော့တော့ပလိုက်စမ်းပါခင်ဗျာဘီလီယံ9000တော်ခဏလေးရေကျွန်တော်ပြောရတယ်ဒါပေမဲ့နိုင်ငံတော်ကအဲ့ဒါမျိုးလုံမလားလို့မေးရင်ကျွန်တော်ထပ်ပြောမယ်တချို့သူတွေကန့်ကွက်လိမ့်မယ် ကြီးခဲ့တဲ့ရတချို့ကစဉ်းစားရင်စဉ်းစားမယ်တချို့ကကန့်ကွက်လိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကန့်ကွက်ရခြင်းအကြောင်းရှိနေလို့ဘာလို့ရှိတာလဲဘာကြောင့်ကန့်ကွက်တာလဲမင်းကျွန်တော်ထပ်ပြီးတော့မပြောချင်ဘူးတခုပဲရှင်သာရိပုတ္တရာလာပါလားမသိကျွန်တော်မနုနေ့ကဆရာတော်တစ်ပါးဟောတဲ့တရားလေးတရားလေးတွေကစကားလေးတစ်ခုရှိလို့အဲဒီစကားလေးတစ်ခုကြောင့်ကျွန်တော်အဲဒီစကားလေးတစ်ခုကိုခရီးတော်ပြပြမယ်အဲ့ဒါလေးပြောပြီးတော့ကိုယ့်ကိုဆက်စမ်းသားစီအဲ့ဘာလဲဆိုတော့ရှေ့ခေတ်ရှင်ဘယင်းနေခင်မှာအာတခိုးတွေဓမြတွေပေါ့အာပေါ်တယ်ပေါ်တယ်ပေါ်လဲပေါ်ဘယ်ဘာလို့ဆိုတော့ခုမြောက်တကြဲမက်တွေလိုက်တာဒါတွေတို့လိုက်တော့ဒီခါလေးအဲ့ချိန်မှာ ဲ့ရဟန္တာကြီးပေါ့ရဟန္တာရှင်သာရိပုတ္တရထင်တယ်ဗျာကျွန်တော်မေ့တယ်အဲ့ရဟန္တာရှင်မှာအဲ့တခုကဖြတ်ပြေးပြီးပြီးအဲ့နားလျောက်ပတ်စုပုံးနေတာရှင်သာရိပုတ္တရကအဲ့ရဟန္တာကြီးရဲ့သူမြင်တယ်အဲ့ဟာမြင်တယ်မြင်တဲ့ခါကျတော့ကြည့်တယ်တခုကလည်းဒီမှာမြင်တယ်ရဲမတ်တွေလိုက်တာလည်းသူမြင်တယ်အဲ့ကျွန်တော်ရဲမတ်တွေသူ့နားရောက်တော့ပြီးရှင်ဗျာဒီနားမှာတခုမြင်လိုက်လားဗျာရဟန္တာမူသားလို့ခေါ်ပါဘောနော်ရဟန္တာမူသားလို့ခေါ်မလားအဲ့တော့သူကဘာခေါ်လဲဆိုအဲ့တော့ရဟန္တာဘာလို့လဲဆိုတော့ तू မြင်တယ်လို့ဖြစ်ရင်ဒီတခုရိုက်နဲ့ထိုးကြည့်တပြက်ခံမယ် तू ပြောလိုက်တဲ့ဟာလေးတို့ကြောင့် နင်းထိုင်ရင်လည်းဒီရောက်တော့ခေါက်မယ်တခေါက်ဟုတ်လားမဟုတ်လားမသိဘူးမယ်သူတော့တခေါက်ရမယ်အဲ့တော့သူ့ကြောင့်လူတစ်ဖက်သားနင်းလာတော့လို့မရဘူးအဲ့တော့မမြင်ဘူးဖြစ်ရင်ယဟန္တာမူတာဝတာကျူးလွန်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ယဟန်ကယဟန္တာမူတာဆိုရင်လည်းဘာလို့လဲဆိုတော့အဲ့ရဲမက်တရားမေးတဲ့အချိန်မှာယဟန်ကတစ်ချက်စဉ်းစားပြီးတော့ခြေလေးတလန်းနောက်ကိုဆုတ်လိုက်တယ်ရောက်ပြီးတော့ငါအခုရက်နေတဲ့နေရာမှာတော့မမြင်မိပါဘူးဟုတ်တယ်နောက်ကတလန်းဆုတ်တဲ့မှာတခေါက်မမြင်ရတော့ကွယ်သွားပြီကွယ်သွားတာမဟုတ်လို့ ငါအခုရက်နေတဲ့နေရာမှာတော့မမြင်ရတော့ပါဘူးမမြင်ရပါဘူးတဲ့ငါအခုရက်နေတဲ့နေရာမှာတော့မမြင်ရပါဘူးတဲ့ဘာလို့လဲဆိုတော့ तू ရက်နေတဲ့နေရာမှာမမြင်ရတော့သွားဒီမှာတခါက तू ကဒီနေရာကိုမြင်နေရဲ့နောက်တလန်းဆုတ်လိုက်တဲ့အချိန်မှာ तू ကြွယ်သွားပြီမမြင်ရတော့အဲ့တော့ तू ရက်နေတဲ့နေရာမှာတော့မမြင်ရပါဘူးတဲ့ကျဲနေရတော့မသိဘူးအဲ့တော့ရှောင်းလိုက်တဲ့တဲ့ယဟနာမူသားလို့ပေါ့ဗျအဲ့တော့ဘာဖြစ်လဲဆိုတော့ရင်းမက်တည်းကတခြားနေဖြစ်သွားပြီးတော့ဒီဒီဒီကြောက်ကလွတ်သွားတယ်တခါလာရာဇဝတ်သားဘာလို့မသိဘူး तू လွတ်သူလည်းအသက်နဲ့လွတ်သွားတယ်ဗောအဲ့ဒီတစ်ချက်မှာအဲ့တော့ယဟနာက တဖက်လူလည်းအဆင်ပြေအောင်ကိုလည်းအဆင်ပြေအောင်ရှော့လိုက်တယ်ဘာလို့ဆိုတော့ငါရက်နေငါရက်နေတဲ့နေရာမှာတော့မမြင်ရပါဘူးအခုကျွန်တော်လည်းရှင်းရှင်းပြောရရင်တော့ကျွန်တော်ရက်နေတဲ့နေရာမှာတော့မကြားရပါဘူးမမြင်ရပါဘူးမသိရပါဘူးဘာလို့ဆိုတော့ပြီးခဲ့တဲ့တစ်ရက်လောက်ကနှစ်ရက်ကမနေ့ရက်မနေ့ရက်တစ်နေ့ရက်နေ့ရက်ကကျွန်တော်ကိုဒီရက်ပိုင်းမှာပွဲစုနေတဲ့ကိစ္စ issue နှစ်ခုတည်းတစ်ခုနဲ့ပတ်သက်ပြီးတော့သက်ဆိုင်တဲ့ပုံစံတရားကလာမေးတယ်ခင်ဗျားဟိုနေ့ကပြောရတာဒီလိုတဲ့နောက်နေ့ဒီလိုပြောရတဲ့ခင်ဗျားရဲ့ personal လုံခြုံမှုကြောင့်လား တေချာနားထောင်နော်သူတို့ဒီအာနာရှင်လက်အောက်မှာသတင်းမီဒီယာထောင်ပြီးပြည်သူကိုပြောင်ကြကြလိန်နေတဲ့အရာကြီးသူထုတ်ပြောနေမယ်ဒါမဟုတ်ခင်ဗျားကိုယ်တိုင်ကဖုံးနေတာလားကိုယ်အကြောက်ပါဆိုကျွန်တော်လည်းခုနဦးသားလိုပေါ့နော်ကျွန်တော်ခုရက်နေနေရတော့မမြင်ရပါဘူးတခါကြရင်ကျွန်တော်အဲ့လိုလောက်ရပါတယ်အဲ့လိုလောက်ရပါအဲ့ပြည်သူတို့ကျွန်တော်ဝန်ခံတာပါကျွန်တော်အဲ့လိုလောက်ရပါတယ်ဒါဒီခေတ်မှာမဟုတ်ဘူးဘယ်ခေတ်မဆိုလောက်ရပါလိမ့်မယ်ဘာလို့ဆိုအာနာဟာကြောက်စရာတိတ်ကောင်းပါလေအာနာကိုင်းတဲ့လူတွေကတစ်ချက်ကလေးကွက်ရင်ဒီမိုကရေစီပဲဖြစ်ဖြစ် စစ်အာဏာရှင်ဖြစ်ဖြစ်ဝန်ခံသွားပြီနော်ဒီမိုကရေစီပဲဖြစ်ဖြစ်စစ်အာဏာရှင်ပဲဖြစ်ဖြစ်အခုစစ်အာဏာရှင်လူစုကပါတီစုံဒီမိုကရေစီစနစ်ကိုဖော်ဆောင်ခြင်းပါတယ်ပြောပြီးတော့အာဏာရှင်ဆန်ဆန်အုပ်ချုပ်နေတဲ့အရာကိုသူထုတ်ပြောသွားတာကျွန်တော်တို့ပြီးခဲ့တဲ့လတုန်းကဒေါက်တာဒေါ်သက်သက်ခိုင် ပြောတဲ့အင်တာဗျူးမှာပြည်သူတွေသိစေခြင်းလို့ထုတ်ပြောလိုက်တဲ့ကျွန်မစကားဆိုပြီးသူပြောသွားတဲ့အရာရှိတယ်အဲ့ဒီအရာက အမေစုလက်ထက်တုန်းကရှိခဲ့သောဘီလီယံနဲ့ချီသောပတ်စံတွေသည်အာနာသိမ့်ပြီးနောက်မှာမအလလက်ထဲမှာရှိတယ်ဆိုတော့ဖုတ်ပြောသွားတယ်လို့ပဲသူတို့တွေထဲမှာလည်းအမှန်တရားအတွက် ရှိအမှန်တရားစကားတွေအများကြီးရှိတယ်အတိခောက်ခက်အဝင်နဲ့ပြီးအပေါ်ကနေဓာအုံမို့အခွင့်အရေးတွေနဲ့ချင်းချောက် အခွင့်အရေးတွေပေးပြီးလုံနေလို့သာသူတို့ကိုယ်တိုင်တည်တဲ့လွန်ဆန်ရဲတော့မရတော့ဘာကြောင့်လဲ အာနာသိမ့်ပြီးတော့လက်လက်ဆွဲကင်တော်လန်မှရမယ်ဆိုတဲ့အချိန်ခါမျိုးမှာဗိုလ်ကြီးတွေဗိုလ်မှူးတွေအောက်နောက်ဆုံးအောက်ခြေရအဆင့်အောက်ခြေအဆင့်ကအစအားလုံးအလင်းဝင်ပြီးတော့ပြည်သူရင်ဝင်ခိုလုံလာတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီအရာဆိုရင်ဘဒုကအမှန်တရားကိုလုံနေတယ်ဘဒုကအာနာစင်စသံအုတ်ချုပ်ပြီးတော့ပြည်သူလူထုကိုစနစ်တကျရုံမှာတတ်ဖြတ်နေတယ်လဲဆိုတာအဖြစ်ဒါအောက်ခြေမှာရှိတဲ့အပိုင်းဒီသတင်းမီဒီယာရင်းနဲ့ပတ်သက်ပြီးတော့သူတို့ပြောထားတဲ့ဇာတ်ကားတွေဒေါက်တာဒေါက်တာသက်ခိုင်ပြောထားတဲ့ဇာတ်ကားတွေခင်ဗျားတို့ အင်တာဗျူးတစ်ခုပဲဖြစ်ဖြစ်သတင်းတစ်ခုပဲဖြစ်ဖြစ်တေးသေးချာချာနားထောင်ကြည့်ကျွန်တော်တို့နဲ့ငါနဲ့မတူငါရန်သူလုံးလို့မရဘူးကျွန်တော်တို့သူတို့ဘက်မှာမှားနေတယ်ဆိုငါတို့နဲ့ဘာမတူဘူးဆိုပေမဲ့သူတို့ဘက်မှာကျွန်တော်တို့လိုချင်တဲ့အဖြေတွေအများကြီးရှိတယ်အဲ့ဒီအရာတွေအပေါ်မှာကျွန်တော်တို့ပြည်သူတွေအနေနဲ့ကွက်ကွက်ကွင်းကြီးမြင်တတ်ဖို့လိုတယ်တိုးပေမဲ့ his ball အချိုကျွေးပြီးတော့အချင်းနဲ့ပြန်ပြီးလုံမဲ့အရာမျိုးတွေဟိုတော့လေကျွန်တော်တို့အားလုံးနားလည်ထားဖို့လိုတယ်ဘာကြောင့်လဲဆိုရင်သူကိုယ်တိုင်ဝန်ခံထားတယ် အာနာရှင်ဆိုတာအခွင့်အာဏာတစ်ခုနဲ့သူတို့ကိုလုတ်ချင်တိုင်းလုတ်လို့ရတဲ့အတွက်ဒီနေ့ဒီလိုပြောပြီးနောက်နေ့ကျရင်ပြောင်းကြကြနဲ့လိန်ရပါတယ်ဆိုတာကိုသူပေါ်တိုင်းပေါ်တိုင်းပြောသွားတာ။သူကသူစစ်တပ်ကအုပ်ချုပ်အုပ်ချုပ်ရာသားကအုပ်ချုပ်အုပ်ချုပ်ကြိုက်တာပြောအာနာတစ်ချက်တည်းပဲတခေါ်တည်းပဲမင်းကမင်းတေးအောင်တော်တယ်တခေါ်တည်းပဲအာနာအာနာအာနာကိုင်းတဲ့လူပါပဲ power is power ပဲ။ Okay အဲ့ဒါအမှန်တရားဒီလိုဖြစ်ပျက်နေတဲ့အကြောင်းအရာမှာသူတို့တစ်ဖက်မှာကျွန်တော်တို့ကဒီဘက်မှာဒါပေမဲ့အဲ့ဒီကြားထဲမှာမှာ တူတူဘက်မှာရှိနေတဲ့လူတွေကလည်းမကောင်းတဲ့အကျင့်ကြံတွေလုပ်နေလို့ပဲကျွန်တော်အမှန်တရားဘက်မှာရှိနေတဲ့အဖွဲ့အစည်း UNG ပဲဖြစ်ဖြစ်လက်နက်ကင်ပဲဖြစ်ဖြစ်ထောက်ပံ့လုပ်တဲ့လူပဲဖြစ်ဖြစ်အဲ့ဒီလိုလူဒန်းစားတွေမှာလည်းမကောင်းတဲ့အကျင့်စိုးတည်တွေပါနေတယ်သူတို့ဘက်ကမှားတယ်လို့ကိုယ့်ဘက်ကမှားတယ်လို့အဲ့ဒါဘသူ့ကိုသွားထိတယ်လဲဆိုတာပြည်သူကိုပဲအဓိကသွားထိတာအဲ့ဒီပြည်သူပြည်သူဆိုတဲ့အရာကိုကျွန်တော်တို့ကဘာကြောင့်ဒီ issue ကိုကင်ပြီးပြောရလဲဆိုတော့ပြည်သူအတွက်လုပ်နေတဲ့အစိုးရနှစ်ရက်မှာ မှားနေတဲ့အစိုးရသူကျွန်တော်တို့ကလက်ခံလို့မရဘူးပြည်သူကိုရှေ့ချူခြင်းမပြုဘဲနဲ့ထိတ်ဆုံးမှာအမေစုပြောခဲ့တဲ့အတဖိုင်လေးလိုပဲပြည်သူကိုရှေ့ချူခြင်းမပြုတဲ့အစိုးရလူပုဂ္ဂိုလ်အဖွဲ့အစည်းကိုကျွန်တော်တို့ကလုံးဝလက်ခံလို့မရဘူးဆိုတဲ့အကြောင်းအရာကိုတတိကပြောချင်တာအခုထပ်ပြီးတော့ထိကိုက်ခိမိဖွံ့ဖြိုးတိုးတက်နေတဲ့ခေကာလာကြီးဆိုရှယ်မီဒီယာတိုးတက်နေတဲ့ခေကာလာကြီးမှာအတွေးခေါ်အယူဝါဒဆွဲတာလားသို့မဟုတ် မြန်မာနိုင်ငံကထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံ ဖြစ်တဲ့အတွက်ထိခိုက်ရှလွယ်ဖြစ်တာလားဒီအရာတွေဒီမှာကြည့်ဒါပြီးခဲ့တဲ့ရက်ကဂျော်ရှူအာဘန်သူ့ဖက်နက်မှမြန်မာနိုင်ငံအလံကိုထည့်ထားတဲ့အတွက်ဘာကြောင့်ဒီလိုမျိုးအပြစ်တွေပြောနေကြတယ်လို့အများကြီးရှိတယ်ကျွန်တော်ကခေတ်ကာလအပိုင်းခြားနဲ့အသက်ကြီးလာတဲ့အတွက်သိပ္ပံနည်းပညာကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့မိမိတို့ထင်ပေါ်ကျော်စောတဲ့အရာတွေကို ဘယ်နေရာဒီမှာပဲအတုံးပြုတ်ပြုတ်အတုံးချလို့ရတယ်မဟုတ်ဘူးလားဘာကြောင့်လဲဆိုဒီမှာကြည့်နိုင်ငံအလိုက်လူတွေရဲ့ထေပေါ်ကြော်စောတဲ့လူတွေရဲ့ဖဏတ်တွေကိုအလံတွေသူတို့နိုင်ငံအလံတွေကိုဖဏတ်တွေမှာအားလုံးလုပ်ထားတယ်ကျွန်တော်ပြောကြမယ်ဗျာအနေဆိုပြောပြမယ်အမေရိကန်နိုင်ငံမှာရှိတဲ့အမျိုးသမီးလေးတွေဘီကနီဆိုတဲ့အန်တာဝယ်ယာဘောင်းဘီကိုတောင်မှအမေရိကန်အလံနဲ့ဝတ်နေရတယ်အများကြီးရှိတယ်ကျွန်တော်တို့မလိုအပ်တဲ့နေရာတွေမှာထိခိုက်ရှလွယ်မဖြစ်ဖို့လိုတယ်ဆိုတာကိုကျွန်တော်ကပြောချင်တာဒါက ကျွန်တော် TikTok မှာတွေ့လို့ screen shot ရိုက်ထားပြီးတော့ဖတ်ပြမယ် USA American အလံနဲ့ဖဏတ်တောင်ရှည်သေးတာပဲမြန်မာနိုင်ငံအလံနဲ့ဖဏတ်ရှိတာဘာဖြစ်သွားလို့လဲမဟုတ်တဲ့နေရာမှာအယူတီးပြနေတယ်မင်းတို့ရဲ့ပထွေးမအားလာကမြန်မာနိုင်ငံအလံလေရင်ကြီးနဲ့တနိုင်ငံလုံးကိုဘုံကျဲနေတာကိုကြာဘာမှမပြောကြဘူးမအေရိုးများအကုသို့များတယ်ခေကာလာအပိုင်းခြားရတိုးတက်လာမဲ့အရာတွေကို ခင်နောက်ပြန်ဆွဲပြီးဘာသာတရားရညီစွန်းတယ်လို့ပြောတဲ့လူကဘသူတွေလဲဆိုရင်အမျိုးဘာသာသာသနာကိုစောက်ရှောက်ပါတယ်လို့ပြောတဲ့အာနာရှင်လက်အောက်ကအခွင့်ဒူးကန်လူတန်းစားတွေကဒီလိုအလုံးမျိုးတွေကိုလုပ်တယ်လို့ကျွန်တော်ကတော့မြင်တယ်အဖြေကရှင်းပါတယ်တိုးတက်တဲ့အတိုင်းလိုက်ပါနိုင်စွမ်းမရှိတာ ကိုကျင်တရားနဲ့စိတ်ဓာတ်တွေဖြစ်ပြီးတော့မလိုအားလက်အားမလိုလားအပ်တဲ့နေရာတွေမှာ ထိခိုက်ရှလွယ်ဖြစ်ပြီးတော့ဒုက္ခပေးနေတာက ဒုက္ခပေးခြင်းခံနေရတာကပြည်သူတွေဖြစ်နေတယ်။အဲ့ဒီအရာကိုကျွန်တော်တို့ပွက်ပွက်ကွင်းကွင်းမြင်ဖို့လိုတယ်။မနေ့ကကျွန်တော်ပြောခဲ့တဲ့ဟိုဘုန်းကြီးဘုဘူးနဲ့ပတ်သက်ပြီးတော့အရိယာဆိုပြီးတော့ပြောတဲ့နေရာမှာကွန်မန့်တွေဝင်ရေးရတာရှိပါတယ်။အရိယာဆိုတာကိုကျွန်တော်မသိလို့မဟုတ်ပါဘူး။သိပါတယ်။အရိယာဖြစ်အောင်ကြင့်ကြံနေတဲ့ဖုန်ကြီးတင်ငန်းဝတ်ထားတဲ့ဖုန်ကြီးတစ်ပါးကဒီလိုအကျင့်အကြံလုပ်နေတဲ့အရာမကောင်းဘူးဆိုပြီးကျွန်တော်ပြောတာပါ ဲ့ဒီအချိန်မှာတချို့ထိခိုက်ရှောက်တယ်ဖြစ်သွားတဲ့လူတွေရှိနေတယ်ကျွန်တော်ကဒီကနေ့ကျေးဇူးအနောက်ရှက်ပြီးသွားတာပုံစံဖြစ်သွားရင်လည်းတောင်းပန်ပါတယ်ထိခိုက်ရှောက်တယ်မဖြစ်ကြပါနဲ့မြန်မာနိုင်ငံသူနိုင်ငံသားတချို့တော်တော်များများတကယ်အသေးစိတ်နဲ့ live stream ပြတဲ့အခါကြမှနားလေသွားတာရှိတယ်ကျွန်တော်တို့တခါတလေကြရင်မိမိလိုချင်တဲ့အကြောင်းအရာတစ်ခုကိုဥတီချက်တစ်ခုတွေနဲ့ထားပြီးပြောရပါတယ်။တဦးတယောက်အတွက်မပြောဘဲနဲ့အများနဲ့သက်ဆိုင်သောအရာကိုပြောရတဲ့အတွက်ထိခိုက်ရှာလို့ဖြစ်သွားရင်လည်းကျွန်တော်ကတောင်းပန်ပါတယ်။ဟုတ်ကဲ့ 阿龙，刚讲了一百遍。